ကောင်းမလူလူဂယုနာတင်မလူလူကြတန်းပြနေလိုက်တာကိုညမအရင်ခောက်ခောက်ကြတာမတတ်တာဘက်ကရိုက်တာကိုမှန်တမ်းပြောလို့ရှိရင်ဘက်ကရိုက်တာပဲဖြစ်ဖြစ်ပါအမောက်ပေးလာရင်ပေးလာတဲ့တောင်ဝင်ကိုအဲအဲ့ရဲ့နေရာအမပြင်ပြောင်းတေးဥဆောင်ပါပဲအမတို့ကလုံတာတေးဥဆောင်လေးတေးဥဆောင်ဒါကိုအလုပ်လေးကိုအလုပ်ကိုကိုတက်စာရှိအဓိကကိုအလုပ်ကိုတက်စာရှိဖို့အရေးကြီးတာအဲ့တော့အမအမအလုပ်ကိုအမတက်စာရှိတယ်အဲ့ဒါကြောင့်မို့သူများမုန်းတာခံရတာပေါ့နော်အခုလက်ထပ်မုန်းခံအောင်ပဲ ကိုရစိတ်မှာအရင်ညနာပြောင်းလာ तू तू आ दे ले ကိုရှိန်မို့နေတာ तू ပဲကြည်ပြီးဟာသားလိုပဲရှင်နေရ तू စိတ်ပုံမှာဆိုလို့ရှိရင်အရန်ပျော်တက်တယ်စိတ်ပုံမှာမမဟုတ် तू ကသူ့ရဲ့ပင်ကိုဒီဆဲရိုက်ကလို့စိတ်ကောက်ကွာ तू ကပျော်ပျော်ရွှင်ရွှင်နေတက်တယ်သဘောကောင်းနေကိုရအဲ့လိုမျိုးဆုံးကမ်းမှာမာဘောเนาะ မားမုံတဲ့ character လေးနဲ့တွေ့ရပါမယ်လို့အဲ့ဆိုလို့ရှင်တတဆိုတာမျိုးကိုပြန်ပြီးတော့မှတ်မိသွားမှာပေါ့နော်ပြိတ္တကပေါ့ဆိုတော့ဒါဒီဖန့်ဖန်လိုင်းညူတာဒီနောက်ပိုင်းလေးမှာမရိုက်တာလေးနည်းနည်းကြာသွားတယ်ဘာလို့ဆိုတော့အမေခန်းနေအတော်ခန်းနေတာဝင်ရိုက်နေရပါတော့ဇလန်းတွေကမတူးလေနော်တခုနဲ့တခုမတူးတဲ့ခါကျဒီဟာလေးကကြာတော့တာရဲ့ဟိုနှစ်ခုပုံရိပ်အဟောင်းလေးကိုပြန်ဆွဲခေါ်လိုက်တယ်လို့ပဲမကြောက်ပါဘူးညီမလေးရဲ့ဘာလို့ဆိုတော့အမားတို့ကလည်းဒါဟိုကိုယ့်ရဲ့ ဟိုဘယ်လိုခေါ်မလဲတေးဥဆောင်တာပဲလေနော်ကိုယ့်ရဲ့လုတ်ပိုင်ခွေကိုလုံးရမဲ့နေရာလေးကိုဟိုတောင်ဝင်ကြတဲ့နေရာပေါ့နော်ကိုကိုလုံးရမဲ့အပိုင်းကိုပြည်ပြင်းစွာတေးဥဆောင်နေပြောရမယ်ဆိုတော့ဒါတို့စူးစမ်းပြီးပေါ့နော်အဟိုဒါရုပ်ရှင်ဆိုတာမျိုးအတုလေဒါပေမဲ့တကက်အစ်စ်တိုင်းကိုအဲ့လိုပုံစံမျိုးခန်းစားပြီးတော့ရိုက်တာပေါ့မကတော့ပြောမယ်ဆိုတော့လေဘက်ကရိုက်တာကိုမှန်တမ်းပြောလို့ရှင်ဘက်ကရိုက်တာပဲဖြစ်ဖြစ်ပါအမကိုပေးလာရင်ပေးလာတဲ့ တာဝန်ကိုအဲအဲ့ရဲ့နေရာအမပြင်ပြောင်းတေးဥဆောင်ပါပဲအမတို့ကလုံတာတေးဥဆောင်လေးတေးဥဆောင်ဒါကိုယ့်အလုပ်လေးကိုယ့်အလုပ်ကိုကိုယ်တက်စာရှိတယ်အဓိကကိုယ့်အလုပ်ကိုတက်စာရှိဖို့အရေးကြီးတာအဲ့တော့အမအမအလုပ်ကိုအမတက်စာရှိတယ်အားကြောင့်မို့သူများမုန်းတာခံရတာပေါ့နော်အခုလက်ထပ်မုန်းခံအောင်မယ် အရင်ခက်ခမုန်းခံတာကြာအရင်ဗီဒီယိုခက်ခမုန်းတာကြာတော့လေမုန်းကြတယ်အခုကြတော့ဒီနောက်ပိုင်းကကြတော့ဒီဇလန်းတွဲရထွက်လာတော့လူတွေကဒါရုပ်ရှင်ရဲ့သဘောတဘာဝကိုသိလာတဲ့အခါကျတော့ဟိုဒါရုပ်ရှင်ဆိုတာမျိုးလက်ခံလာတော့တိတ်တော့မမုန်းတာတေးဥဆောင်နေရဆိုတော့သူတို့သိသွားတာလေဟိုးအရင်တော့ဆိုလို့ရှင်တော့သိတယ်မလားဟိုဟိုကိုဘယ်လိုခေါမလဲအဲ့လိုလေးနည်းနည်းလေးဟိုဟာလေးဖြစ်လို့ရှင်ဒီမိမမုန်းနေကြတာလေအခုဒီနောက်ပိုင်းကျတော့အမြင်တွေကပွာသွားပြီဒါ ဇလန်းတွေကလည်း channel တွေကလည်းများလာတယ်ကြည့်ရတဲ့ဒီနှွင့်နဲ့ဟိုအားတွေ channel တွေကလည်းများလာတဲ့အခါသူတို့ရဲ့အမြင်တွေမှာလည်းပြောင်းလဲလာပါတယ်အကုန်လုံးကဒါကိုတိရုပ်ဆောင်နေရဆိုတော့သူတို့တည်ရအတွက်မုံတော့မုံတာပေါ့နော်ဒါပေမဲ့လည်းအတိမတ်ပြုခံရတယ်ပေါ့နော် မုံနဲ့ဆိုတွေကဒါတာလုတ်တဲ့အပိုင်းလေးတွေမှာဒါလည်းမုံအောင်တိရုပ်ဆောင်ထားတာ ਉਹ နော်အာဒါအတိမတ်ပြုခံရတယ်လို့ရတာမှတ်ယူပါရဲ့ဟုတ်ကဲ့ဒီမှာကဘုဒ္ဓမာနဲ့အဆုံးပေးစီ ကိုကြီးเนี่ยတော့အမတ်တရပါပဲဘာဖြစ်လို့ကိုကြီးเนี่ยခုမှသာစဆုံမှုပါ哦လေဒီကမှမှာဆုံမှုတဲ့အခါကျတော့သူနဲ့ရရတာလည်းပျော်ပါတယ်ကိုမောင်နှမတွေအဲ့လိုမျိုးပေါ့ကိုကြီးဘာလုပ်မလဲအေးမလေးအဲ့လိုမျိုးလေးပဲဟိုအခက်ခဲမရှိဘူးမောင်နှမတွေဝမ်းဝမ်းကပ်ပဲဟုတ်တယ်ကိုကြီးเนี่ยဒါပထမဆုံးဆုံတာပထမဆုံးတဲ့အခါမချိနိုင်ပါရောရှိမလားမရှိဘူးကိုကြီးကစိတ်မှာအရင်ညနာပြောင်းလား သူသူကလေဟိုရှိန်မို့နေတာသူ့ပဲကြည်ပြီးဟာသားလိုပဲရှင်နေရသူကစင်းပုံမှာဆိုလို့ရှိရင်အရန်ပျော်တက်တယ်စင်းပုံမှာမမဟုတ်သူကသူ့ရဲ့ပင်ကိုဒီဆဲရိုက်ကလို့စိတ်ကောက်ပါသူကပျော်ပျော်ရွှင်ရွှင်နေတက်တယ်သဘောကောင်းနေကိုရအဲ့လိုမျိုးအမရှိမရှိဆရာကြီးပဲမမသိရအောင်ကိုကိုကြီးနဲ့ကြတော့ဒီဒါတို့ကသူတို့ကဇက်တာပြောတာလေဒီဘက်ပိုင်းမှာကိုကြီးကလည်းနှိစက်မှုအများကြီးရှိတာဆိုတော့သင်စရာမလိုဘူးအဲ့လိုမျိုးမောင်မောင်ညီမလေးကိုကြီးဒါလုံးမယ်ပြီးသွားတာပဲမသိတကယ်ဝါရင်ပဲ မြင်လေးကတမျိုးလေးတော့ဆမ်းပါပေါ့နော်ကြည့်ရတဲ့ပြိတ်သက်တီအတွက်ကတော့ဟိုအမြင်လေးတွေမတူဘူးပေါ့နော်အဲဟိုဘက်ကတွန်ွယ်ပိုင်းလေးကိုလည်းကြည့်ရမယ်ဒီဘက်ကကိုသေုပ်ဆောင်တာနှစ်မျိုးလေးသူတို့ကြည့်ရတာပေါ့ခိုင်းဆိုတမျိုးရဲ့ကျင်ကြည့်ရမယ်ခုဆိုနှစ်မျိုးကြည့်ရတာပေါ့အဲဟိုအဆန်းလေးတစ်ခုတော့ဖြစ်သွားတာပေါ့မျောလင့်လဲဆိုတော့ပောက်ချင်တာကိုရိုက်ထားတဲ့ကားလေးအမုန်းခံချင်တာပေါ့ ။အဲဆိုပေါ့ဖို့ဆိုကူလည်းအမုန်းခံပါလေ။အဲဒီခါကြောက်လို့ရှင်တတို့ဒီကားလေးစုံမလေးထွက်လာလို့ရှင်လည်းအာတရားဝင်ရုပ်တန်လိုက်နေဖြစ်တဲ့မှာပဲကြည့်ရှုအားပေးပါလို့ပြီးတော့တောက်လည်းမမုန်းကြပါနဲ့လို့ချစ်ပေးပါလို့အဲဇလန်တလေးကတော့ရှိပါအမေနောက်ပြီးတော့ရုပ်ရှင်ကားကြီးလည်းမကြခင်ပြတတ်ပါတော့မဖာသားကားလေးလည်းရိုက်ထားပါတယ်မကြခင်ပြပါလိမ့်ပြတဲ့ကြီးတအားအပေးပါအောင်ချစ်ပေးပါအောင်လို့ဒီစုံမှတ်လေးထွက်လာလို့ရှင်လဲအဲတအားမုန်းတဲ့ ိုသူများမုံမကာရက်တာလေးကိုသယုတ်ဆောင်ထားပြီးမဲ့လေချစ်ပေးပါလို့ဖြစ်ဆက်ပြီးချစ်ပေးပါလို့တင်ပြီးတော့တောင်းပန်ထားပါတယ်ရှင့်